ဟုတ်ကဲ့အားလုံးမင်္ဂလာပါမင်္ဂလာပါဟုတ်မင်္ဂလာပါဒီနေ့တော့မင်္ဂလာပါလို့သာနှုတ်ဆက်တာပေါ့နော်အဲတချို့မင်္ဂလာမရှိတဲ့တည်င်းတွေလည်းကျွန်တော်တို့တောက်လျှောက်ကြားရတယ်ပေါ့နော်တောက်လျှောက်ကြားရတယ်ဆိုတာကဒီချိုထွန်းအောင်ဘုံမှုချုပ်ချိုထွန်းအောင်လောက်ကျန်တပြည့်မှုနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့မဆိုင်တဲ့ပြည်သူတွေပေါ့နော်မဆိုင်တဲ့ပြည်သူ16ဦးပေါ့နော်16ဦးမတရားဖမ်းဆီးလိုက်တယ်ပေါ့မတရားဖမ်းဆီးတာကသူကဒီ16ဦးကိုဟို16ဦးကအသက်16နှစ်ပြည့်ပြီးသားတွေမဟုတ်ဘဲနဲ့ ဟို6နှစ်ရွယ်ကလေးတယောက်ပါပါတယ်ပေါ့နော်ပါပြီးတော့မှဒါဖန်းစီခံရတဲ့အခြေအနေမျိုးလဲတွားပြီးတော့မှကျွန်တော်တွေ့ရတယ်တွေ့ရခါကျတော့ကျွန်တော်တို့ခြေတက်ကဟိုဒီတမကယုံမှမှုတွေတော့မြင်မြင်ခဲ့ရတာပါပဲဒါကတော့မြင်ခဲ့ရတယ်ဆိုပေမဲ့ပြည်မဲ့ပြည်သူတွေကိုဘုံကျဲတာတို့ဒီလိုဝါဖြစ်တာတို့ဟိုစာတင်ကြောင်းတွေကိုလိုက်ပြီးတော့မှဝါဖြစ်တာဒီဘုံကျဲတာဒီတွေးကြရပါမယ်ဒီနေ့ဒီချိန်ကျတော့ဒီကလေးကိုဒီကလေးက6နှစ်ရွယ်ကလေးကဒီဟို ချိုးထုံးအောင်လှုပ်ကြံမှုနဲ့ဘာဆိုင်လို့လဲပေါ့နော်ဘာဆိုင်လို့လဲပြီးလို့ရှိရင်ချိုးထုံးအောင်ကဘာကြောင့်လှုပ်ကြံခံရလဲဆိုတဲ့ဟာလေကျွန်တော်တို့ကပြန်ပြီးတော့မှသူတို့ဟာသူတို့ဘောမနေပြန်ပြီးတော့သုံးသက်ဖို့လိုပြီးကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ကတော့စစ်တပ်ရဲ့ဒေါက်တိုင်မှန်သမျှကိုအဲ့ဒါဖြိုခွင်းရမှာပဲဘာဖြစ်လို့ဒေါက်တိုင်ကိုဖြိုခွင်းမှာဒီဆောက်ဦးပဲဖြစ်ဖြစ်အပင်မဲဖြစ်ဖြစ်သူကထောက်ထားတဲ့ဒေါက်ကိုကျွန်တော်တို့ဖြိုခွင်းမှသာလေဒီပင်တို့ဒီအဆောက်အဦတို့လဲမှာပြုံမှာဟုတ်အဲ့ဒီခါကျတော့စစ်တပ်ရဲ့ဒေါက်တိုင်ကိုကျွန်တော်တို့ဖြိုခွင်းတာကတော့ဒါတော်လိုင်းတက်ဖွဲ့ရဲ့တောင်ဝတ္တရားတည့်ရဲ့ ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူတို့မဆိုင်တဲ့လူတွေကိုဖမ်းဆီးတာပြီးရင်အသက်မပြည့်သေးတဲ့ကလေးတွေကိုဖမ်းဆီးတာကြတော့ဒီလောက်ရက်ကတော့တော်တော်လူသားမဆန်တဲ့လောက်ရက်လို့လည်းပြောလို့ရတယ်အဲ့တော့အဲ့ဒီကလေးကရောတကယ်ကျူးလွန်နေတာလားကျန်တဲ့လူတွေကရောတကယ်ကျူးလွန်တာလားဆိုတော့မဟုတ်ဘဲနဲ့ဟိုကျူးလွန်ခြင်းမရှိဘဲနဲ့ဒီမှာသူတို့ဒီတကယ်လုတ်ခဲ့တဲ့ GVW ဆိုတဲ့အဖွဲ့ကလည်းသူတို့အဖွဲ့သားတွေအကုန်လုံးဘေးရန်ကင်းတယ်ပေါ့နော်ဒီဟိုဟာဖြစ်တဲ့ဟာကဖမ်းတဲ့လူက အဲသူတို့အပြစ်မဲ့ပြည်သူဆိုတဲ့ဟာကိုဒါတခါရေးဖော်ထုတ်လိုက်တယ်အဲ့တော့ဗိုလ်ချုပ်ဟောင်းနေနဲ့ပတ်သက်ပြီးတော့မှဒါစစ်တပ်နဲ့သူတို့ဟိုဗိုလ်မှုချုပ်အဆင့်ဆိုရင်ဆရာကြီးကဘယ်လိုပြောရမလဲဆိုတော့စစ်တပ်မှဆိုရင်ဒီတက်မှတ်မှုလည်းပဲလောက်အထိတောင်းဝင်ထမ်းဆောင်ပြီးတော့တက်မှတ်မှုသုံးဖို့ဒီចောင်းចောင်းអូជីប៉ុណ្ណោះតាំងមានលេជិនចောင်းចောင်းចောင်းតចောင်းចောင်းឯងចောင်းអូជីយូ ဒီလိုမျိုးအစင်းမြင့်ယာလူတခုတောင်းဝင်တန်းဆောင်ပြီးတော့မှတမတော်မှာလည်းတရားဝင်ခိုးဆိုးလူနိုင်လည်းလုတ်ပြီးသွားပြီလုတ်ပြီးသွားတဲ့အချိန်မှာဟိုကိုဟိုတရားဝင်ခိုးခိုးဆိုးလူနိုင်တော်ဆိုတော့တရားဝင်ယူနီဖောင်းဝေးပြီးတော့မှဒါတခါလေဆိုမောင်းချက်တည်းခေါင်းမောင်းကြီးနဲ့အဲတကယ်ဟိုဟာပေါ့ဖះဖះတကလှုပ်လိုက်ဟိုစိန်မှုတော်တွေတက်တင်လိုက်နဲ့အဲဒီအောက်အောက်ချိန်မှာတကယ်ဟိုခိုးဆိုးလူနိုင်လုတ်နေတဲ့ဟာလဲကျွန်တော်တို့တွေလည်းတက်ထဲမှာနေတော့မျောဝါးတဲ့နေမြင်တွေ့ကြရတဲ့ဟာကြီးလည်းရှိကြပဲပေါ့နော်အဲတော့ခိုးဆိုးလူနိုင်ဒီလောက်တောင်ဒီစစ်တီအောင်လုတ်ခဲ့ပြီးွားတဲ့ လူကဒီအာနာဒိမှုဖြစ်စဉ်ရဲ့နောက်ွယ်မှာ तू ကဘာတွေပါပါဝင်ပတ်သက်နေလဲပေါ့နော်ဘာဒီဟာတွေပြီးရင်တခြားဗိုလ်ချုပ်တွေရောပတ်သက်နေတဲ့ဗိုလ်ချုပ်တွေဆရာကြီးအနေနဲ့ဥပမာအဲပြလို့ရတဲ့ဗိုလ်ချုပ်တွေအနေနဲ့ဘယ်သူတွေရှိမလဲပေါ့ဟိုဟိုဒီတကယ်တမ်းဆိုရင်တို့ကဒီဟိုပါပေါ့နော်အငိမ့်စားယူသွားပြီးပုံသွားငိမ့်စားယူသွားရင် तू ဟိုဒီအသက်ရွယ်ဆိုတာငိမ့်စားယူပြီးတဲ့ဒီဗိုလ်မှုချုပ်တို့ဗိုလ်ချုပ်တို့ရဲ့ level တွေကအသက်60ဒါအသက်ကြီးပိုင်းတွေဖြစ်သွားပြီပေါ့နော် ဒီချိန်မှာတကယ်ပြီးစိတ်ရတော့မယ်အချိန်သူတို့အလုံးစုံနေရလူလူပြည်မှာသူတို့၁၀နှစ်15နှစ်ဒီလောက်ပဲနေရတော့မယ်အချိန်မှာအေးစစိမ့်မနေပဲနဲ့ဒါ तू တင်တဲ့ဘာသာရပေါ့နော်နိုင်ငံတော်လုံခြုံရေးနဲ့ဒါအကြံဖတ်တိုက်ဖြတ်ရေးဘာသာရ तू တင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနိုင်ငံတကာဆက်ဆံရေးဘာသာရဆိုပြီးနှစ်ခုတင်တယ်ပေါ့တင်တယ်ပေါ့အဲ့လိုတင်ပြီးတော့မှနောက်နောက်တစ်ခုကအကြံပေးလိုမျိုးပေါ့ခုနခုနလိုမျိုးအရင်တော့ဗိုလ်ချုပ်ဟောင်းတွေကပုံမှုတည်တဲ့အတိုင်းပဲလေ အဲသူတို့စစ်မြေပြင်မှာငါတို့တို့ကဘယ်လိုလုပ်ခဲ့တာမင်းတို့တရားလေးတော့မလုပ်နိုင်ဘူးလားဆိုတော့ဒီလိုမျိုးအကြံပေးနေနေပဲဟိုဘယ်လိုပြောရမလဲဆိုတော့သူတို့ကဒီစစ်တပ်ကိုတွေ့တာနေတော့တွေ့တာနေတာကိုအခုကအတွေ့ခံလဲရတာပေါ့နော်တွေ့တာနေတော့ပေါ့နော်သူတို့ရဲ့ခုနဟိုနေရာကောင်းတနေရာပဲဖြစ်ဖြစ်ရလို့ရညာဆိုတဲ့ပုံစံမျိုးနဲ့စစ်တပ်မှာတွေ့တာပြီးတော့နေနေတော့ပေါ့နော်အခုလက်ရှိဆိုနေတာဟိုကြက်ခိုင်ဟို ဟိုပါဥက္ခရဒါခုနနောက်တစ်ခုကကာကွယ်ရေးဦးစီးချုပ်လေးထွက်သွားတဲ့ဗိုလ်ချုပ်ကျင်းပြန်ဟိန်းလို့လူမျိုးတွေနောက်တစ်ခုကရဲချုပ်ကနေပြီးတော့ထွက်သွားတဲ့ခင်ကြီးခင်ကြီးတို့လိုလူမျိုးတွေအခုဒီပဲဒါစစ်တပ်ရဲ့စစ်တပ်ကနေပြီးတော့ပြည်သူပေါ်မှာဒီလိုမျိုးနိုင်ထက်စီးနှင်းပေါ့နော်ပြည်သူတွေရဲ့အိုးအိမ်တွေမိရှို့နောက်တစ်ခုကစာတင်ကြောင်းတွေကိုဘုံကျဲတိုက်ခိုက်နေတာတော့မှသူတို့အားပေးအားမြောက်လောက်ပြီးတော့မှဒါစစ်တပ်ကိုနွယ်ပြီးတော့အခုထိနေနေတော့ပေါ့နော် အဲ့လိုခုတွေ့တာနေလို့လေအတွေ့ခံရတယ်လို့တော့ကျွန်တော်ကတော့မြင်တယ်ပေါ့ဟုတ်အဲ့လိုမျိုးတွေ့တာနေတော့နောက်တစ်ခေါက်ရှိသေးတယ်ဟုတ်နောက်တစ်ခေါက်ရှိသေးတယ်ဟိုဆော်ယူဟိုယူနီဖောင်းဝတ်လိုက်ဘယ်ဒီကက်ကြီးဆောင်းလိုက်နဲ့မျက်မှန်ကြီးတက်လိုက်ဟိုဆင်းပြင်းပေါ်စကားတက်ပြောလိုက်နဲ့ဘူးလက်လှဆွေပေါ့အဲလှဆွေဘူးလက်လှဆွေရဲ့ဗီဒီယိုဖိုင်လေးတစ်ခုပေါ့နော်ဟိုတရက်ကကျွန်တော်တွားပြီးတော့မှတွေ့လိုက်တယ်တွေ့ရချင်းဘူးလက်လှဆွေရဲ့ဟိုအောင်ပြုလဲဟိုဟိုနိုင်နှလုံးနဲ့ကောမင်းအိုဆိုးအဲမင်းအိုဆိုးရဲ့ပြောနေတဲ့ဟာမှာ तू က ။ဘာပြောလဲဆိုတော့မြန်မာစစ်တပ်မှာပေါ့နော်လေလေရင်ဗနစီရှိလေရှိသမျှလေရင်တွေအကုန်လုံးကချင်းဆိုရင်ကချင်းပြည်နယ်တပီနယ်လုံးကိုသွားပြီးတော့မှအကုန်လုံးစုပြုံပြီးတော့ဘုံကျဲပလိုက်။ဟုတ်တယ်။အပြီးကရင်ဆိုလည်းကရင်ပြည်နယ်တပီနယ်လုံးကိုလေရင်အစီ40ရှိရင်အစီ40သွားပြီးတော့ဘုံကျဲပလိုက်ဆိုတဲ့ဟာမျိုးပေါ့နော်။ဒီဟာက လူမျိုးတုံးတက်ပြတ်မှုကိုဒါအားပေးနေတာ။တိုင်းရင်းသားတိုင်းဒီတိုင်းရင်းသားအကုန်လုံးတိုင်းဒီတိုင်းသားအယောက်စီတိုင်းဒီတော်လိုင်းလုံးနေတဲ့လူတိုင်းမဟုတ်ပါဘူးအဲ့ဒီလူတွေကိုကိုစားပြုတဲ့လူတွေကပဲ အဲ့ဒါကရင်ဆိုလဲကရင် KNU ကနေပြီးတော့မှဒါကိုစားပြုကရင်လူမျိုးကိုကိုစားပြုပြီးတော့မှအဲကချင်ဆိုလဲ KYN ကနေကိုစားပြုပြီးတော့မှအတားဟိုတော်လိုင်းလုံနေတာပေါ့နော်ချင်းဆိုလဲသူကသူချင်းရခိုင်ဆိုလဲအရခတာတော့အေကနေကိုစားပြုပြီးတော့မှဒါရခိုင်ပြည်သူလူလူလွတ်မြောက်ရေးရခိုင်ပြည်နဲ့လွတ်မြောက်ရေးအတွက်အလုပ်လုပ်တာသူကအကုန်လုံးကိုဒီနယ်မြေတစ်ခုလုံးကိုသူကဟိုဖြစ်တယ်လို့ဟိုအပြစ်ရှိတယ်လို့သူကခံစားပြီးတော့မှနော်အဲ့ဒါစစ်တမ်းမှာဒုတိယဘုံကူကြီးထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ချင်းပရီးကောင်ချီပရင်းကောင်ကဒီလိုမျိုးထပြီးတော့မှပြောတာပေါ့နော်အကုန်လုံးတပြည်နယ်လုံးကိုဘုံကျဲပလိုက်ပါလားဆိုတော့လူမျိုးတုံးတက်ဖြတ်ပြီးတော့မှအကုန်လုံးအစားဖြောက်ပြီးတော့မှဟုတ်ဒါကိုပြောလို့သူတို့ကဒီဒုဗိုလ်မှူးကြီးဆိုတာဒါအရာရှိကြီးစီးရင်ဝင်ခဲ့တဲ့လူတယောက်တောင်ဖြစ်ခဲ့တဲ့လှဆွေရပြောတဲ့စကားကသူတို့ပြောတော့ဟိုဗမာလူမျိုးကြီးဝါဒကိုမကျင့်သုံးပါဘူးငါတို့တွေကတိုင်းရင်းသားတွေကိုဒန်းလူကြီးများအခွင့်အရေးငါတို့စစ်တပ်ကြီးကပေးခဲ့ပါတယ်ဆိုတဲ့ဟာကလည်း ဒီနေ့ဒီလိုပြောတဲ့ဇာတ်ကြီးကမျိုးဝါထင်နေသွားပြီးမြေတွေ့နေရပြီတကယ်ဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတာကိုဟိုစဉ်းစားသုံးသပ်လို့ရပြီပေါ့နော်စစ်တပ်ရဲ့စောင့်ကြည့်ရုံကအဲ့အလိုပဲစောင့်ကြည့်ကအခုထက်ရောက်တယ်ဒီအာရခတ်တော်အေအေနဲ့ကျွန်တော်ဒီမကွေးတိုင်းနဲ့ဆက်ဆက်တဲ့လမ်းပေါ့နော်ဆက်ဆက်တဲ့လမ်းအမ်ဗရန်လမ်းပေါ့အမ်ဗရန်လမ်းကဒီသူတို့မြောက်ပိုင်းသုံးဘွယ်ကအာရခတ်တော်အေအေပါဝင်မြောက်ပိုင်းသုံးဘွယ်ကသူက statement တစ်ခုထုတ်ထားတယ်အဲဒီအပြစ်ခတ်တစ်ဖက်သက်အပြစ်ခတ်ရဲစဲရေးကို နောက်ထပ်တစ်လပေါ့နော်ဒီ6လပိုင်းတစ်လလုံးထပ်ပြီးတော့မှတိုးမြင့်ပါတယ်ပေါ့နော်တိုးမြင့်နေတယ်ဒါပေမဲ့ तू อ่ะ तू အထက်မှာအချက်ကပါပြီးသားဗာပြောထားလဲဆိုတော့အဲသူတို့ရဲ့ကောက်ွယ်ခုခံပိုင်ခွင့်ဖြစ်တယ်သူတို့ရဲ့နေမြေတဲကိုလာရောက်ကျူးကျော်ဝင်ရောက်လာပါရင်တော့ဒါပြစ်ခတ်ဖြိုခွင်းရလိမ့်မယ်နော်ဒီဒီစာသားပါတယ်ပေါ့အဲ့ဒီဟာကိုစစ်တပ်ကဂရိမတိပဲ तू ဆိုလိုတာတော့မင်းနေရမင်းနေငါနေရငါတို့နေရငါတို့နေမယ်ငလျင်တန်ကြောင့်ခံထားတယ်ပြည်သူလူထုကိုငါတို့တွေပြန်ပြီးတော့မှ ကူညီကယ်ဆယ်ရေးအတွက်မင်းနဲ့မင်းလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်နေငါလည်းငါလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်နေမယ်ငါတို့တွေဒီချိန်မှာတိုက်ပွဲမဖြစ်ချင်သေးဘူးလို့ဆိုလိုတာဟုတ်အဲ့ဒီဟာကိုဘာလို့လဲဆိုတော့ဒီ M brand မှာဆိုလို့ရှိရင်တမကိုကိုတမမူထိုင်နေပေါ့နော်ထိုင်ပြီးတော့မှသူကဒီ M brand land ကိုတက်ပြီးတော့မှရခိုင်ပြည်ဘက်ကိုတခါထပ်ပြီးထိုးစစ်ဆင်ဖို့အတွက်ရခိုင်ပြည်နယ်ဘက်ကိုထိုးစစ်ဆင်ဖို့အတွက်ဆိုပြီးတော့တက်လာတဲ့အချိန်မှာဒီ MPD တာဝါတိုင်းဂုံးပေါ့နော်တာဝါတိုင်းဂုံးမှာတွေ့တဲ့အချိန်မှာတော်လိုင်းတက်တီကအဲဟိုဟာဖြစ်ခဲ့လိုက်တာပေါ့နော်ဟိုစစ်ကြောင်းထိုးလာတဲ့ဟာကိုပြစ်ခတ်ဖြိုခွင်းပလိုက်တယ်ပေါ့အဲ့ဒီမှာသူတို့ကအရခတ်တော် A ကိုအဲ့ဒီမှာလဲအရခတ်တော် A ရဲ့အကြောင်းကိုပြောထားတဲ့အထက်မှာလှဆွေတို့ပါတယ်လှဆွေတို့အဲဒီဘလူးလဲဟိုဥမြဥမြကြီးလိုပါတို့တွေပါတယ်အခါကြီးကပတ်ကုန်ရင်ကြီးကပတ်တွဲကုန်ရင်အဲရက်တန့်သွားပါလိမ့်မယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲအရခတ်တော် A ကိုအထင်သေးတဲ့ စကားတွေပြောခဲ့တာလဲဒီလူတွေပဲပေါ့နော်ပြီးတော့စီကန်းချိုးပေါက်တာလဲဒီလူတွေပဲလို့ဒါကျွန်တော်တို့အနေနဲ့ပြောလို့ရတယ်ပေါ့အဲသူတို့ဒီအာရခတတော့အေဆိုလို့ရှိရင်2009ခုနှစ်မှာအာဒီလူ26ယောက်တနတ်တလက်ထဲနဲ့စခဲ့တာပေါ့နော်တနတ်တလက်နဲ့စရင်ကနေသူကဒီ MND ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဥဖုံညာရှင်ကနေပြီးပါမှာအဲဗိုလ်ချုပ်ထွန်းမြတ်နိုင်ကိုဒါတနတ်အလက်တရာလက်ဆောင်ပေးခဲ့တာပေါ့လက်ဆောင်ပေးခဲ့ပြီးတော့အဲ့ဒီတနတ်အလက်တရာနဲ့တရတလက်ပေါ့နော်တရတလက်လူ20နဲ့ 6ယောက်ကနေပြီးတော့စပြီးတော့မှအာဒါဟိုတော်လှန်ရေးကိုစတင်ခဲ့တဲ့ဟာကဒီနေ့ဒီချိန်မှာတပီနယ်လုံးထိလွမြောင်းနီပါလွမြောင်းနီပါဖြစ်လာပြီးကြောက်ဖြူဆိုလည်းခုဆက်ပြီးတော့မှအဲတိုက်ပွဲဝင်နေတယ်ပေါ့နော်ဒါပေမဲ့နည်းနည်းဟိုအောင်မြင်မှုသတင်းတွေနည်းနည်းကြန့်ကြာနေတာကတော့ဘာလဲဆိုတော့ဒီကဲပိုင်းမှာမိုးနည်းနည်းကောင်းတယ်မိုးကောင်းတဲ့အခါကျတော့ဟိုရခိုင်ပြည်နယ်ကကျွန်တော်တို့အဲမြေချောင်းအင်းရိုင်အပေါ်များရဲ့နေရာဖြစ်တဲ့ပင်နယ်နဲ့လည်းထိစပ်တဲ့နေရာဖြစ်တဲ့အတွက်သူက အဒီရေကြီးရဲ့ရေများတာပေါ့အကြီးရဲ့အဆင့်တော့မဟုတ်ဘူးပေါ့နော်ရေများတဲ့ခါကျတော့တွားရေးလာရေးမလွယ်ကူတာတို့တည်ယူပို့ဆောင်ရေးမလွယ်ကူတာတို့ကြောင့်သာလျှင်ဒါကြောက်ဖြူကိုတိုက်တဲ့ဟာလေးကနည်းနည်းလေးကြံ့ညာနေတာပေါ့ပြီးရင်တော့ကြောက်ဖြူစစ်တွေတရင်ကောင်းတွေဆက်ပြီးတော့မှကြားဖို့ရှိတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကဆိုင်ကျွန်တော်ဒီရေးပိုင်းမှာတွေ့တာကသူတို့အဲဒီဝက်တောက်ကားရည်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဝက်တောက်ကားရည်နဲ့ပတ်သက်ပြီးတော့ဝက်ဆိုင်ကယ်တွေကားတွေ PPCD လိုက်ပြီးတော့မှဖမ်းလာတာတွေ့ရတယ်ပေါ့နော်အဲ့ဒီအပေါ်မှာရောဆရာကြီးအနေနဲ့ အဲဘလူတွေမြင်လဲပေါ့နော် without ကစီးတဲ့လူတွေကဘလူတွေလဲဆိုင်ကဲ without ဆိုင်ကစီးတာဘလူတွေလဲဟုတ်ဟုတ်အဲစစ်တပ်မှာဟိုနေခဲစဉ်တော့ဒါဒုဗိုလ်မူကြီးလည်းပဲဆိုရင်စစ်တပ်ကနေဒီမှာခုနလိုကျွန်တော်တို့ super road တို့ဖေကောက်တို့ငွေပေးရင်အဲအဲ့လိုအဲ့လိုကားတွေထုတ်ပေးတာပေါ့နော် ထုတ်ပေးပေးမယ်ဒီကားတွေကဟိုအဆုတ်အဆုတ်တွေအဆုတ်တွေဆိုတော့ air ကောင်းမကောင်းတာတို့အဲနောက်တစ်ခု wire short ဖြစ်ပြီးတော့မီးလောင်မှုတွေဖြစ်တယ်ပေါ့နော် အဲဟိုကျွန်တော်ဌာနမှုအရင်တော့ဘုံဘူးလွင်ဦးတော့ဆိုတာသူစီးတဲ့တက်ကထုတ်ပေးတဲ့ကားရှော့ဖြစ်ပြီးမီးလောင်လာပေါ့မီးလောင်တဲ့အခါကျတော့သူစစ်ခုံယုံဖြစ်သွားစစ်ခုံယုံဖြစ်တဲ့အခါကျတော့အခမ်းမသိလို့ရှင်သူကဟိုနောက်ဆက်တွဲပြဿနာတွေရာထူးထိခိုက်မှုပါရှိတယ်ပေါ့နော်ရှိတဲ့အခါကျတော့နောက်ပိုင်းသူတို့ကဘယ်လိုလုပ်လဲဆိုတော့တက်ကထုတ်ပေးတဲ့ကားကိုမစီးတော့အဲ့ပုံပုံတရံတူပေါ့ပုံတန်ပုံတရံတူကိုသူဝက်တော့ကားကိုဝယ်ဝယ်ပြီးတော့မှခုနတက်ကထုတ်ပေးတဲ့ကားရဲ့နံပါတ်ပြတက်ပြီးတော့ ဒီဝိတောက်ကပဲစီးတာဝိတောက်ကစီးရင်လေသူကခုနဒီကားရဲ့ရှေ့မှာသူကခုနအိုးထုတ်တွေပါတင်ပြီးတော့စီးတာမျိုးတို့နောက်တစ်ခုကတမ်တော်ရင်ပါညာပေါ့လေဒီလိုဟိုပါပေါ့အစာရွက်လေးတွေအလိုကတ်ပြီးတော့စီးတာတွေပေါ့အများသောအားဖြင့်တော့ဒါရန်ကုန်မြို့လိုနေရာမျိုးမန္တလေးတကယ်မြို့လိုနေရာမျိုးမြို့ကြီးတွေမှာတကယ်တမ်းဝိတောက်ကစီးတဲ့လူတွေကစစ်တပ်ကလူတော်တော်များများပဲစီးခဲ့တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်2018 နမ်ဆန်ဘော့စတင်သွားတော့ကဒီရှမ်းပြည်နယ်တို့ဘာလို့ကဒါဝက်တောက်ကစီးလို့ဟိုတိုင်းသားနယ်မြေတွေမှာဝက်တောက်ကစီးလို့ရတယ်ဆိုတော့ဟိုဘာပေါ့ကားတစီးသွားဝယ်ပြီးတော့ဝက်တောက်ကစီးမှုတာပေါ့နော်စီးရအောင်မှကိုနေကြီးတဲ့တယောက်ကဒါဝက်တောက်ကအောင်မှခုနလို့ license လို့အုံနာအပုတ်လို့နှစ်နှစ်အာမခံပေါ့နော်အကောလုံးခုနနံပါတ်ပြဟအစပါတယ်ဒါပွားစီးတာပေါ့ပွားစီးတာဘယ်ကလောက်ပြီလဲဆိုတော့အဲ့စင်းမြက်ကမန္တလေးမော်တော်ဘီကယ်ရောင်းကလောက်ပြီတာ ဒါဟိုဥပမာကျွန်တော်တို့မန္တလေးမှာဟိုပေါ့ crown disease ကိုပိုင်ရှင်ကဒေါ်လာလာဆိုဒေါ်လာလာပေါ့အဲအဲ့လိုပုံစံမျိုးနဲ့နောက် disease ဝယ်ပြီးတော့ဒေါ်လာလာကားကိုတခါပွားစည်းရဲ့ပုံစံမျိုးဟုတ်ဟုတ်ဒီ owner ဘုတ်ကအစအကုန်လုံးပါတယ်နံပါတ်ပြားကအစဒါအဲ့ဒါမှာ73သိန်းလေတကယ်တမ်းဟိုအဲ့ဒါအောင်မှာတချို့ကနယ်မြေတက်မှတ်ထားတယ်ရန်ကုန်မြို့ဆိုရင်ဘယ်လေးမြို့နယ်ဘယ်နေရာတွေဘယ်နေရာတွေပဲစီးဒါမျိုးတွေပေါ့အများသောအားဖြင့်ဒီဝက်တော့ကားတွေကစစ်တပ်က စစ်တပ်နဲ့ပတ်သက်တဲ့ခုနလိုရဲဘော်ကနေပြီးတော့အရာရှိကြီးပိုင်းအထိတချို့ဆိုပုံမှုချုပ်ဒီအဆင့်အထိတောင်ဝိသောက်ကစီးတာတွေရှိတယ်ပေါ့နော်ဟိုဘာကြောင့်ဒီဝိသောက်ကတွေဖမ်းနေရတယ်ဆိုတာလဲပြန်တွေးကြည့်လို့ရတယ်ပေါ့နော်ဒါအခုလက်ရှိကမင်းအောင်လိုင်းရဲ့ဒါဒါ EV ကားတွေတင်သွင်းလာတဲ့အတွက်ကြောင့်ဒါဝိသောက်ကတွေဖမ်းပြီးတော့ဒီ EV ကားခုနလိုများများဆက်ဆက်ရအောင်မှုအရေးသူလုတ်တယ်လို့လဲကျွန်တော်ကတော့မြင်တယ်ပေါ့ဟုတ်ဟုတ်ဒီ ဟောဘောစစ်တပ်ကတော့စစ်တပ်ကနေရာဒူးကြီးကြီးနဲ့သူကအနားယူသွားခဲ့ရင်တော့မှပဲပြန်ပြီးတော့မှဒီစစ်တပ်ဘုံမှာတချို့တွေဆိုပြန်ပြီးတော့တန်ရောစင်တွေပြန်တွဲတယ်။တန်ရောစင်ပြန်တွဲတယ်ဆိုတာလေစစ်တပ်ကြီးကိုချစ်လွန်းလို့တော့မဟုတ်ဘူးပေါ့နော်စစ်တပ်ကိုချစ်လွန်းလို့မဟုတ်ဘဲနဲ့သူကဘလို့ဖြစ်လာလဲဆိုတော့စစ်တပ်နဲ့စီးပွားရေးတစ်ခုခုပြန်ပြီးတော့မှပတ်သက်ဖို့အတွက်ပေါ့နော်အဲ့ဒါဆရာကြီးနဲ့တော့ပြောပြသေးတယ်ဒါဟိုဥမြဟိန်းတို့ဘာလို့ဆိုလို့ရှိရင်အဲလီဒါ တက်မတော့လေဟိုလေကာကွယ်ဦးဒီချုပ်ကနေအနားယူသွားပြန်မယ်လေသူကဒီစစ်ကောင်စီကလေရင်ဝယ်တယ်ဆိုလို့ရှိရင်အဲသူ့ရဲ့အချိန်ဆက်နဲ့ဝယ်တာမျိုးလို့သူပွဲပွဲသားလုပ်တာပေါ့နော်ကြီးကောင်ကြီးမိုင်းနဲ့ကြီးကောင်ကြီးမိုင်းနဲ့ပွဲသားလုပ်တဲ့အခြေအနေလေးပေါ့နော်ဒါကြီးလဲစစ်တပ်ထဲမှာအများကြီးကြုံခဲ့ရတာပေါ့ဒါဟိုအခုတရင်မှုတွေစီးရတာတာကားဆိုလို့ရှိရင်သူကတာတာကားရဲ့ quality ကသူကစပယ်ယာဘက်အရင်ရှားတယ်သူကအိန္ဒိယကနေဟိုဘာဖြစ်တာပေါ့နော်အိန္ဒိယကနေတင်သွင်းတာပေါ့ အဲစပယ်ယာဘက်အရင်ရှားတယ်ရှားတဲ့ခါကျတော့တို့ကဘယ်လိုလုပ်လောက်ရလဲဆိုတော့တခုခုဖြစ်ပြီးတို့ရှင်ကုမ္ပဏီကိုဆက်သွယ်ပြီးတော့မှဒီအောင်နမူနာပြပြီးတော့မှပြန်ဝဲရတယ်အဲအဲ့ဒီကားတွေကိုဘယ်သူကနေတင်သွင်းခဲ့လဲဆိုတော့မင်းအောင်နိုင်သားကနေတင်သွင်းခဲ့တာပေါ့နော်မင်းအောင်နိုင်သားတင်သွင်းပြီးတော့မှသူကဒဇီးကိုဥမာမြန်မာငွေ300ပေးရတယ်ဆိုလို့ရှိရင်တက်မှုတွေစီကိုရောက်လာတဲ့ကားရဲ့ quality က390 360တန်လောက်ပဲ quality ရှိတယ်ပေါ့နော်အဲအဲ့ဒီလိုမျိုးလုတ်တဲ့ဟာတွေလည်းကျွန်တော်တို့တွေဒါတွေးတွေးကြုံခဲ့ရတယ်ပေါ့အခုလဲဒါ without car တွေဖမ်းတဲ့ဟာကလည်းသူ့ရဲ့ EV car တွေရောင်းမထွက်လို့မြန်အဲ without car တွေကိုလိုက်ဖမ်းပြီးတော့မှ without car တွေ without cycle တွေနားသွားတဲ့အချိန်ကျမှအိမ်ထဲကနေအိမ်ပြင်မထွက်ရတဲ့အချိန်ကျမှသူ့ရဲ့ car ရောင်းရမယ်ဆိုတဲ့ကလည်းအဲ့ဒီအကွက်လည်းရှိမလားပေါ့နော်ဒါလည်းစဉ်းစားကြရပေါ့ပြီးကျွန်တော်တို့ဒီမြောက်ပိုင်း၃ဘွဲ့ကတော့တကယ်ဟိုပြောရင်ပြောတဲ့အတိုင်းမြောက်ပိုင်း၃ဘွဲ့တွေမဟုတ်ပါဘူးတော်လိုင်းတက်ဖွဲ့တွေကပြောရင်ပြောထားတဲ့အတိုင်းလုတ်တက်တယ်ပေါ့နော်အလုတ်တက်တဲ့အခါကျတော့အခုအပြစ်ခတ်ရစဲရေးတလကာလမှာစစ်တပ်ကဂရီမတီမှုတွေအများကြီးကြုံတွေ့လာရပြီအခုဒီ Ambran Land ဆိုလို့ရှိရင်လည်းဒီတိုင်းပဲကျွန်တော်တို့ဒီဘက်တောင်ပိုင်းဘက်မှာဆိုလို့ရှိရင်လည်းအဲဒီရင်နဲ့ဘုံလိုက်ကျဲတာဒီကျွန်တော် DGB ဌာနချုပ် ရှိတဲ့ဝင်းကျင်နေရာတွေကိုလေရင်နဲ့ဘုံကျဲတာတွေဒီလိုမျိုးတွေလုပ်တဲ့အတွက်အတိုင်းသားလက်နက်ကိုင်တွေအနေနဲ့လည်းဒါဟိုစစ်တပ်ကိုခွင်းလွှတ်ရမယ့်အနေအထားမျိုးတော့တိတ်မမြင်တော့ဘူးပေါ့နော်အဲ့တော့နောက်နောက်လည်းတိတဲ့နောက်ထပ်လာလို့ရှိရင်တိတဲ့သတင်းကောင်းတွေပို့ပြီးတော့ကြားရမယ့်အနေအထားမျိုးလည်းဖြစ်တယ်ကျွန်တော်မနေ့ကပြောထားတဲ့အများဝတီက2ခု5ဆိုလို့ရှိရင်လည်းဂရိတိုင်းပဲမနေဘဲနဲ့လှုပ်လှုပ်ရွရွတွေလှုပ်လာတယ်လှုပ်လှုပ်ရွရွလှုပ်ပြီးမှစီးကြော်လာလို့ရှိရင်တော့စီးကြော်တဲ့လူရဲ့ အပြစ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့တရင်ကောင်းနေလဲဆက်ပြီးတော့မှကြားရမယ်ပေါ့စစ်တပ်ကတော့ညစ်ပတ်မြဲအမြဲတမ်းညစ်ပတ်နေတော့မယ်ဒီဒီချိုးထုံးောက်ကိစ္စနဲ့ပတ်သက်ပြီးတော့လဲအပြည်သူလူထုမဆိုင်တဲ့ပြည်သူလူထုတွေကိုဖမ်းသူ့ရဲ့ဆိုင်တဲ့အဖွဲ့သားတွေကတကယ်လောက်ခဲ့မစ်ရှင်လောက်ခဲ့တဲ့အဖွဲ့သားတွေကအေးအေးဆေးဆေးလောက်ခဲ့ပြီးသွားပြီဆိုမှကြာကြီးကဘသူကအဲ့ဒီအနီးပန်းဝင်းကျင်မှာနေမှာတော့ဟုတ်တော့မှတက်ဆိုင်ရလွန်မြောက်နေမြေတခုခုကိုအေးအေးဆေးဆေးရှောင်တိန်ပြီးတော့မှနောက်ထပ်မစ်ရှင်တခုကိုကြီးကြီးမားမားပလန်တခုကို ချိန်ပြင်းတစ်ပြေးဆွဲပြီးတော့မှပဲမျိုးတဲကိုပြန်ဝင်မှာပေါ့ဘသူကမျိုးတဲမှာဒီတိုင်းနေပြီးမျိုးတဲမှာထားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထားတဲ့မျိုးတဲကလူကကျွန်တော်တို့သတင်း informal လောက်ပဲကျွန်တော်တို့ဖျက်သီးလောက်ပဲထားပြီးတော့မှတကယ်အကြီးကြီးမားမားလောက်တဲ့လူတွေကအပြင်မှာပဲနေမဲ့နေထားမျိုးရှိတယ်ဒါကိုမျိုးတဲမှာသူကသူကောင်းကောင်းကောင်းပဲလှူစားနေတဲ့တက်စီသမားတို့စေကန်းဖွင့်တဲ့ပိုင်ရှင်တို့ပြီးရင်အပြင်မဲ့ကလေးတွေတို့ဒါဖန်ဆီးပြီးတော့မှရက်ဆက်နေတာကြီးလည်းတွေ့ရတယ်ပေါ့အဲ့တော့ဒီလိုလှုပ်တဲ့စစ်တပ်ကတော့ တိတ်မကြခင်အချိန်အတွင်းမှာပဲအပြိုလဲမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျဟုတ်အားလုံးပဲကျေးဇူးတင်ပါတယ်